ချက်မအောင်ဆုံးအနေနဲ့ပြောချင်တာကတော့ကျွန်တော်တို့ဒီဗီဒီယိုကြည့်ရင်ပေါ့နော် VPN လေးဖွင့်ပြီးတော့ကြည့်ပေးစေချင်ပါတယ်။တော့ဒါကတော့ပထမအောင်ဆုံးကျေးဇူးပြုပြီးတော့တောင်းဆိုလဲပေါ့နော်။အဲ့တော့အခုပထမအောင်ဆုံးစပြာမှာမနေ့ကကျွန်တော်တို့ပြခဲ့တဲ့လုံးပိုင်းပေါ့နော်။အဲ့ဆိုင်ကိုပဲအရင်စပြမှာနော်။ဒီမှာ၃ညာ သုံးနှစ်ပေါင်းခြင်းကသူက9နော်သူ9ရဲ့နှစ်ခက်ကသူက3 9နော်အဲ့ဒါကိုယူတာပေါ့နော်ဒီ3ပိုင်းပေါ့ဒီမှာ3ပိုင်းတခါဒီမှာနှစ်နှစ်6ဆိုတော့3ညပေါ့နော်3ညနှစ်ခက်ခွန်ဆိုတော့ဒီခွန်ပိုင်းကိုယူတာပေါ့နော်ဒီမှာခွန်တခါဒီမှာနှစ်ရဲ့ဒီ6ရှိရယ်နော်ဆိုတော့600ရယ်နော်600ရဲ့နှစ်ခက် ိုဒီကိုယူတာပေါ့တခါဒီမှာကို6နော်ကို6ပေါ့ရှိချောင်းတော့၄လင်းနဲ့ကိုလည်းပေါ့လို့၃တော့ရင်တစ်ခါ၅အဲ့ရဒီမှာယူတာပေါ့နော်အဲ့တော့မလပန်အတွက်ဆိုရင်ဒီမှာကိုဒီက6ခွန်6ခွန်ရကိုရပေါ့လားပါရတယ်2ရတာနော်2ဆိုတော့2ရင်တစ်ခါ၄ဒီ၄ပါပဲပေါ့နော် အ၄ဘိုင်းရှိတယ်ဗောနော်ကဲဟုတ်တာ၄ဘိုင်းနောက်အရှောင်းလေးပြောင်းပြီးတော့အနီလေးနဲ့ဗောနော်နောက်လုံးပိုင်းတစ်ခုကကြာတော့နောက်လုံးပိုင်းတစ်ခုကကြာတော့ဘယ်လိုမျိုးလဲဗောတော်ဒီ၄ထောင်နဲ့ပဲပြကြကြည့်မှာ sorry တုံညာလီချောက်တုံညာလီချောက်တုံညာလီချောက်ဆိုတော့သူကဘာရလဲဆိုတော့တုံညာရတယ်တုံညာရနခတ်ခွန်ပေါ့နော်ခွန်ပိုင်းပေါ့တခါဒီရှိရဲ့ဒီကိုရဲ့ပေါ့နော်ခွန်ခွန်နဲ့ခွန်နဲ့ပေါ့နော်6 6ကိုမြားသူ 9ပိုင်း9။နော်။တခါဒီ6ရေဒီတော့ဝင်ပေါင်းတော့9 9နဲ့ဒီက4နဲ့ပေါင်းတော့4ကိုပေါင်းတော့3နော်။တော့နှခတ်9ပိုင်းဒီမှာ9ပိုင်းတခါဒီခွန်ရေဒီခွန်ပေါင်းတော့4 4နဲ့9နဲ့ပေါင်းတော့3တော့နှခတ်9ပိုင်းပဲ။နော်အဲ့တော့ဒီဘက်မှာ4ပိုင်းဒီဘက်မှာ9ပိုင်း ဆိုတော့ငါးလေးလဲထိုးလို့ရတယ်ဗောနော်သူကနှစ်ခုလုံးကနှလုံးလုံးကအပိတ်တွေအကြတဲ့သဘောဖြစ်တော့အဲ့လိုမျိုးဖြစ်တယ်ဆိုတော့ငါးလေးငါးပိုင်းလေးပိုင်းတွေ့ရတယ်ဗောနော်တွေ့ရတယ်ဗောကဲဟုတ်ပြီတော့နောက်တစ်ခုဝန်ကြီးကြည့်မယ်ဗောနော်ဝန်ကြီးကြည့်မယ်ဝန်ကြီးကြည့်မယ်ဆိုရင်ဝန်ကြီးကြည့်မယ်ဆိုရင်သူကဘယ်လိုမျိုးတွားလဲဗောနော် တော့နောက်တစ်ခုကကြတော့ဝမ်ချင်းပေါ့နော်ဝမ်ချင်းကကြတော့သူကဒီကောင်းလင်းသွားလိုက်ပေါ့အာဒီမှာငါးလီသုံးပေါ့နော်ဒီငါးလီသုံးပေါင်းခြင်းကငါးလီသုံးပေါင်းခြင်းကကြတော့သူက200နှစ်ခုဝမ်ချင်းနော်နှစ်ခုဝမ်ချင်းဆိုတော့ဒီမှာနှစ်ခုပေါ့ပေးတယ်ပေါ့နော်ဘာလို့လဲဆိုတော့ပါဝါပြည့်နေလို့ ကျွန်တော်ကလည်းဒီဝမ်းကျင်ပါဝမ်းနဲ့ယူတာ၈၉ပေါင်းချင်းခွန်ခွန်နဲ့ခွန်နဲ့ပေါင်းတော့၄နော်ခွန်ခွန်ပေါင်းတော့၄အဲ့တော့၄ကိုဝမ်းကျင်ပေါ့ sorry ဒီဘက်ကဟာယူရမှာ၄ကိုဝမ်းကျင်ဟာကိုပေးတယ်ပေါ့တခါဒီမှာ၃၃ပေါင်းတော့၆၆နဲ့ကိုနဲ့ပေါင်းတော့၅ sorry မှာ၅တခါတော့ပါတောင်းနေပေါ့နော်၅၃ညာဝမ်းကျင်၅၃ညာဝမ်းကျင်ကို၅ပေးတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်ခွန်ခွန်ပေါင်းတော့၄၄နဲ့၅နဲ့ပေါင်းတော့၉ ိုးဆိုတော့ကိုးလေးဝန်းကျင်ရှိရနော်ကိုးလေးဝန်းကျင်ကတော့ဘိုင်းရ၄ဘိုင်း၅ဘိုင်းအခုကကိုးလေးဝန်းကျင်နော်ကိုးလေးဝန်းကျင်တွေ့ရတယ်ဟုတ်ပြီအခုလေးဝန်းကျင်တွေ့ရပြီနောက်မှာတော့နောက်တစ်ခုတူချင်းတစ်ခုပြောချင်တယ်ဗောနော်တူချင်းတစ်ခုပြောချင်တယ်ဘယ်လိုမျိုးလဲတူချင်းရကြတော့ဒီကောင်းနေပဲပြတော့သူချင်းရတဲ့ဒီမှာက2ရ3ရ ခွန်ရေပေါင်းလာကြည့်လို့ဗျာဒီ3လုံးเนาะ3ခွန်ပေါင်းလာပြန်ဖြတ်လိုက်မယ်လေးရလေးပြန်ဖြတ်အာဒီလိုဝိုင်းပြလိုက်မယ်ရှင်းပါ3ခွန်ပေါင်းလာเนาะ3ခွန်ပေါင်းတော့လည်းဗာရလဲဆိုတော့200 200เนี่ยဒါဆိုရင်6ခွန်9ပေါင်းလာဒီ3လုံးပေါင်းလာ6ရေခွန်ရေ9ရေပေါင်းအဲ့ဒါလည်း2ပဲတခါရဲ9 8 9ပေါင်းလာဒါလည်း2ပဲ ရှင်းကားပေါင်းလို့သုံးသုံးတဲ့ကုန်းလေးပေါင်းလို့နှစ်နော်ဒါဆိုဒီမှာ9 6ရိုက်ထားတယ်6 9ရိုက်ထားတယ်တစ်ပိတ်ထဲမှာဒါလေးနှစ်ဖြစ်မယ်ဒါတူချင်းနော်ဆိုဒီမှာတစ်ပိတ်ဆိုရနော်တစ်ပိတ်ရတစ်ပိတ်တစ်ခုရပြီနော်ကဲဟုတ်ပြီဒါတစ်ပိတ်ရပြီတော့ဒီတစ်ပိတ်ရတာကိုခဏဖြတ်လိုက်မယ်နော်ဒီမှာနှစ်နှစ်နဲ့တစ်ပိတ်ရတယ်ပေါ့နောက်တစ်ခုကျွန်တော်တူချင်းတူချင်းဒီရောညတမျိုးပေါ့နော်တနည်းပေါ့ခုနကတော့ဒေဗစ်ကလည်းတူချင်း ဒီနာမှာခွန်3ရေ9ရေပေါင်းနေတာ9ဖြစ်တယ်။တကခွန်9ရေ3ရေပေါင်းတာလည်း9ဖြစ်တယ်။ဒီမှာ9 9 4နဲ့ဒီက9ပေါင်းတာ10ဖြစ်တယ်။ဒါဆို10ဖြစ်ရမယ်နော်။ခွန်9 9 10ဖြစ်ရ။ဒီကတစ်လုံးနဲ့ဒီက4နဲ့ပေါင်းတာ10ဖြစ်ရ။9 9 10 10အဲ့လိုအတန်းတူပါမယ်နော်။ဆိုတော့ကကြတော့ဒီမှာဗာထည့်ရမယ်ဆိုရင်2ထည့်ရ။10ထည့်မှာ2 4 ပေါင်းလို့6 6နဲ့9လည်းပေါင်း1เนาะအဲ့ဒီဆိုနှစ်ဘိတ်1ဘိတ်เนาะခုနကတော့ပြခဲ့တာတူချင်းနဲ့1ဘိတ်ရတယ်เนาะကဲဟုတ်ပြီကျွန်တော်တို့အဲ့တော့ကနန်းလေးတွေတစ်ကလည်းကျွန်တော်တို့ကီးထဲမှာရှိရေเนาะကီးကဘယ်လိုမျိုးလဲဆိုရင်ကီးပါတစ်ချက်ပြတော့ပြလိုက်ပါမယ်ဘယ်လိုမျိုးလဲဆိုရင်အဲ့ဒါလေးတစ်ချက်စိမ့်လေးနဲ့ထားပြလိုက်ပါမယ်เนาะ1ဘိတ်2ဘိတ်1ဘိတ်เนาะကီးကအပိတ်ကိုရင်ရေးလိုက်ပါဦး1ဘိတ် နှစ်ဘိတ်နော်အဲ့တစ်နှစ်ဘိတ်ရှာတယ်ဟုတ်ပြီအဲ့တော့ကီးဘယ်လိုသွားလဲလဲပေါ့သူကဒီဒီမှာပေါ့နော်တော်တော်ကိုပဲအလံတော်တော်ဝေးဝေးရအောင်အကီးရပေးနေတာဘယ်လိုမျိုးပေးနေလဲဒီမှာစမ်းကြည့်ရအောင်ဒီကောင်စမ်းကြည့်ရမယ် လေရှင်းနေတင်ငါ6ဒီကအိမ်မပေးချော်လေးပုံကြီးခွေဟုတ်ပြီဒီရနေစပြီတော့ကြီးရနော်ခွန်တဲ့နော်ခွန်ဆိုတော့ဒီဘက်မှာပဲရေးမယ်နော်ခွန်3ညနေကြီးဟောအဲ့ခွန်ဒီဒီမှာဘယ်ကနေစပြီလဲဆိုတော့တကယ်ဟိုတတ်မှတ်ထားလိုက်အောင်ပဲဘာလို့လဲဆိုတော့ကြာမျက်စိရှုပ်ပါမယ် ဒီဘွဲကိုပြီးတာနော်တပင်းကြောမယ်ပေါ့နော်ဒီဘင်းကိုကြောမယ်ဒီဘင်းကိုကြောမယ်နော်အဲ့လိုကြောပြီးပြီးတာအဲအဲ့တော့အဲ့ကိုဒီကောင်ယူမယ်တပြမယ်နော်ဒီမှာဆိုရင်65ပေါင်းနေတဲ့နော်ဒီဘင်းကနေစပြီးတာနော်အဲ့မျက်စိတွေချုပ်ကုန်မယ်တစ်ခုံကနေစပြီးအဲ့တော့ဒီမှာတစ်ခုံမှာခုံပေးတာเนาะ ခြောက်ငါပေါင်းတော့တိနော်ဒီ6 6ပေါ့ဗျာဒီ6 6ကြီးအဲ့မှာ10ပေးတယ်လေဒီမှာ10ခုနတော့ခွန်ပေးတယ်နော်တခါဒီမှာဆို9ခွန်ပေါင်းရင်2နေဆိုတော့နေ၄၉ပေါ့ sorry နေဆိုတော့နေ၄ခွန်ကြီးပေါ့နော်နေ၄ခွန်ကြီးဆိုရင်မှ၄ပေးတယ်နော်တခါတိချောက်ပေါင်းတော့ခွန်ခွန်၃ညနေကြီးပေါ့ညခွန်၃ တုံညာနေကီယာပါပေးတယ်တုံညာပေးတယ်နော်တခါဒီမှာဆိုတုံညာတုံညာပေါင်းတယ်နော်တုံညာတုံညာပေါင်းတော့တုံညာတုံညာခွန်9ကီယူလာနော်ပါပေးတယ်တုံညာတုံညာ10တုံညာ10မှာပေးရနော်တခါ43ပေါင်းတော့ခွန်တပင်ကျော်ကြီးပေးနေရနော်ခွန်ဆိုတော့ခွန်တုံညာနေကီပေါ့ခွန်တုံညာနေကီရပါပေးတယ်နှစ်ပေးတယ် တခါဒီမှာတုံညာနှစ်ပေါင်းတယ်တုံညာနှစ်ပေါင်းတော့ဗာရဆိုနှစ်နှစ်လေးခုကြီးပေါ့နော်နှစ်လေးခုကြီးရပါပြီနှစ်ကောခုပါပါဆိုတော့ပြီးပြီတော့ဗာရတခါတုံညာ6 6ဆိုတော့ဗာရလဲဆိုတော့6 9 10ပေါ့နော်6 9 10ရ6 9 10ကီဆိုတော့မကူပြီးရနော်ဒီဘွဲကဒီကီရတာအပြင်ရှိရှိကိုပြီးနေတဲ့ကီတခုပေါ့နော်ဒီမှာဆို2ရှစ်ပေါင်းခြင်း3ညာနော်3ညာ9 9 တုံညာခုံငါကီယာငါပြီးသွားတယ်ဒါဆိုမြန်ဖန်တို့နှစ်ချောင်းပေါင်းတော့ရှစ်ရှစ်ဆိုတော့ရှစ်တရှစ်တုံကီအကီကြောက်ရတယ်နော်အကီလောက်ပင်ရှင်ပြီးနေတယ်ဒါမှန်ဖို့အလားလာရှိတယ်ဘောနော်ကဲဟုတ်ပြီအဲ့တော့ကျွန်တော်တို့ကနန်းတွေ့ကြည့်မယ်ဘောနော်ကနန်းတွေ့ကြည့်မယ်ဆိုတာလေးဖြတ်လိုက် sorry ဒါလေးကဒီလိုဖြတ်မှရအောင်เนาะအဲ့တော့ခဏတွဲကြည့် အဲ့တော့ဒီနေ့က9ရက်မနက်ပိုင်း10ရက်ပေါ့10ရက်9လပေါ့နော်မနေ့ပေါ့မနေ့မှာကျွန်တော်တို့9နဲ့4နဲ့လုံးပိုင်းရှိရနော်ဆိုတော့9 4ဆိုတော့ထိုးရမယ်9ထိုးရမယ်ပြီးတော့ကျတော့9နဲ့ကျွန်တော်တို့10နဲ့တွဲမယ်9နဲ့2နဲ့တွဲမယ်ပြီးတော့ကျတော့ကီးဖြစ်တဲ့8နဲ့3နဲ့တွဲမယ်ဆိုရင်9 sorry 9 3ရှိမယ်9တိကတော့ဘာဖြစ်လဲ9 8ရှိမယ်နော်9 8ရှိမယ်ဒါကား ီဘက်က၄နဲ့ပတ်သက်ပြီးတော့နော်၄၁၄နှစ်ရှိမယ်ပေါ့နော်၄နှစ်ရှိမယ်ပြီးတော့အကီးနဲ့တွဲမယ်ဆိုရင်၄၄တက်ကပါပြီးသား၄၃ရှိမယ်၄၈ရှိမယ်ပေါ့နော်အဲ့ဒါရှိမယ်ဆိုတော့တကော၂ကော၃ကော၄ကော၅ကော၆ကော၇ကော၈ကော၉ကော၉ပေါ့နော်၉ကော၉ကော၈ရှိမယ်ပေါ့အကူကတည်းကမှကျွန်တော်တို့ အာ main ကတော့ဒီပတ်တီးနှလုံးထွက်သွားမယ်ဆိုရင်လုံးပိုင်းနှလုံးထွက်မယ်ဆိုရင်ကျွန်တော်ဒီ54ပေါ့နော်54တတိထားဒါမဲ့လို့အဲ့လိုမျိုးပေးပဲဆိုရင်တော့ကောင်းတာပေါ့လုံးပိုင်းနှလုံးနဲ့တစ်လုံးပြတ်မယ်ဆိုရင်တော့ကြိုက်တာလေးပေါ့နော်တင်းနဲ့ဘိတ်နဲ့ဆိုရင်ဘာလို့ကြိုက်လဲဆို51ကြိုက်တယ်နော်51 52လို့လဲဆိုဒီ65ထွက်တာလို့အဲနောက်တစ်ခုတစ်ခုထည့်ရမယ်နော်အဲ့ဒါဒီဟော 21ထည့်ရမယ်နော်တေးပိနဲ့21တေးပိနဲ့အဲ့ကောင်တို့ထည့်ထည့်တင်နေပေါ့3 break လည်းဖြစ်တယ်ပေါ့21နော်21ထည့်တင်ပါတယ်ကဲဟုတ်ပြီဒါဆိုရင်ကျွန်တော်ထိုးတင်တာ5 4ထိုးတင်တယ်5 1 5 2ထိုးတင်တယ်ပြီးတော့4နဲ့ပတ်သက်လို့ထိုးမယ်ဆိုရင်တော့၄နှစ်နော်၄နှစ်ထိုးတင်တယ်၄နှစ်၄တိအာအနည်းအောင်အနည်းစိမ့်အောင်ပြော ဟောမှာအနီရောင်လည်းပြတာဆိုအနီနဲ့ပဲပြတော့၄တ၄နှစ်ထိုးတင်ပါလေဘာလို့လဲဆိုတော့၁နှစ်ပိတ်ရှိတယ်ဗောနော်နောက်21ထိုးတင်တယ်ဗောနော်21 3ပြိတ်နောက်58 58နဲ့21ကတော့ရန်သဘောမျိုးနဲ့ထိုးလိုက်ဗောနော်ဒီဘောကဒီ91က94 5နှစ်ရဲ့ဒီ၄တ၄နှစ်အဲ့အဲ့5ဘက်ကတော့ main ထိုးလိုက်ဗောနော်အရှင်းနဲ့နှစ်တင်နေရတော့ရန်တို့ပေါ့ဂျန်နာတွေကတော့ခပ်ပါပါပေါ့နော်ဒီအားလုံးပဲကြံကောင်းကြပါစေ